မင်္ဂလာပါနေတိုင်းတုံးနေတဲ့ CSP PC တွေဥပမာမီးခလုတ်လိုမျိုးပေါ့အဲ့ဒီနောက်ကွယ်မှာဘာဒီဖြစ်နေလဲဆိုတာကိုဒီတစ်ခေါက်မှာအတူတူလေးလာကြည့်ကြမှာပါဒီလို CSP ဥပါတိတိလေးတွေကလည်းတနစ်တနစ်ကိုဘီလီယံနဲ့ချီပြီးထုတ်လုပ်နေရတယ်ဆိုကြတဲ့ကဘလော့တောင်အရေးပါတယ်ဆိုတာစဉ်းစားကြည့်လို့ရပါတယ်ကဲဒါဆိုအသေးစိတ်လေးကြည့်လိုက်ကြအောင်음ခလုတ်တစ်ချက်နှိပ်လိုက်တယ်ဒါပဲဒါပဲအဲ့ဒီနောက်ကွယ်မှာတကယ်တမ်းဘာတွေဖြစ်သွားတာလဲတော်တော်လေးရိုးရှင်းတဲ့ look ဆောင်ချက်လေးတစ်ခုလိုထင်ရပါပဲ။ သူ့နောက်ကွယ်မှာတကယ်ကိုရှုပ်ထွေးပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတစ်ပုဒ်ရှိနေပါတယ်ဗျာဒီတော့အဲ့ဒီဇလန်းကိုဘယ်ကစမလဲဆိုတော့ဒီမှာမြင်နေရတဲ့ toggle ခလုတ်လေးကနေစကြတာပေါ့အလုံးနဲ့ယဉ်နီပီတာပုံစံလေးပါဒီခလုတ်လေးကိုအစပြုပြီးမြင်နေရတဲ့အရာတွေနဲ့မမြင်နိုင်တဲ့လျက်စစ်ကဘာတွေကို create စကြပါမယ်ကဲပထမဆုံးအပိုင်းငင်နေပေါ့နော်ဒီ yoshin ပြီးအစွမ်းထက်တဲ့ခလုတ်တွေအကြောင်းပြောကြမယ်သူတို့ကိုလျက်စစ်စီချောင်းရဲ့တကားဆောင်တွေလိုတော့တင်စားလို့ရပါတယ် ခလုတ်တင်မှာအတိကအဖြစ်နှမျိုးရှိတယ်လို့ဆိုနိုင်ပါတယ်။တမျိုးကမန်နျူခလုတ်ဆိုလိုတာကလူကိုယ်တိုင်ဖွင့်ရပေးရတဲ့မီးခလုတ်လိုမျိုးပေါ့။နောက်တမျိုးကတော့ automatic ခလုတ်ဒါကတော့အဖူချိန်ထိန်းတဲ့ thermostat လိုမျိုးသူ့ဘာသာသူအခြေအနေပေါ်မူတည်ပြီးအလုပ်လုပ်ပါတာပါ။ဟုတ်ပြီ။ခလုတ်တွေကဖွင့်တယ်ပိတ်တယ်။ဒါပဲလားဆိုတော့မဟုတ်သေးဘူးဗျာ။တကယ်တော့ခလုတ်တွေမှာသူ့ရဲ့ကိုယ်ပိုင်းလူခွက်ဘာသာစကားတစ်ခုလိုရှိနေပါတယ်။ အဲ့ဒီဘာသာစကားကိုသုံးပြီးတော်တော်လေးရှုပ်ထွေးရဲ့ထိန်းချုပ်မှုတွေကိုလှောက်ဆောင်နိုင်ပါတယ်။အဲ့ဒီဘာသာစကားကိုနားလည်ဖို့ဆိုရင်အရေးကြီးတဲ့စကားလုံးနှလုံးကိုသိဖို့လိုပါတယ်။ဖုန်းနဲ့သရိုးပါလွယ်လွယ်ပြောရရင်ဖိုးဆိုတာကရက်စစ်ဝင်လာတဲ့လမ်းကြောင်းအဝင်ပေါက်ပါ။သရိုးကကြတာအဲ့ဒီဝင်လာတဲ့ရက်စစ်ကိုဘယ်လမ်းကြောင်းတွေစီခွဲထုတ်ပေးမလဲဆိုတဲ့အထွက်လမ်းကြောင်းရွေးချယ်စရာတွေပါပဲ။ကဲဒီမှာခေတ်လိုက်ရင်ချင်းတော့ပါလိမ့်မယ်။ဘေဘက်ကစင်ကာပူဒေဗက်သရိုးဆိုလိုတာက အဝင်လမ်းကြောင်းတစ်ခုအထွက်လမ်းကြောင်းနှစ်ခုရှိတယ်။ညာဘက်ကကျတော့ double bow double throw အဝင်နှစ်ခုတစ်ခုစီမှာအထွက်လမ်းကြောင်းနှစ်ခုစီရှိတယ်။ဆိုတော့ bow နဲ့ throw အလျေတော့များလာလေလေသူလုံနိုင်တဲ့ထိန်းချုပ်မှုအလေကပို့ပြီးရှုပ်ထွေးလာလေလေပါပဲ။ Okay အခုထိက လူကိုယ်တိုင်းနေရတဲ့ cloud တွေအကြောင်းပြောခဲ့တာပေါ့။ဒါဆိုနောက်တစ်ဆက်နေနဲ့စဉ်းစားကြည့်အောင်။လူကိုယ်တိုင်းမထီပန်းနဲ့ cloud တစ်ခုကိုသူ့အလိုလိုအလိုလိုအောင်မလို့လုပ်မလဲ။ အဲ့ဒါဒါလက်ရှိရဲ့အလိုလျောက်လက်ထောက်တွေအကြောင်းကိုရောက်လာတာပါပဲအဲ့ဒီလိုအလိုလျောက်အလုတ်လုတ်ခိုင်းဖို့အတွက် ပထမဆုံးတိထားရမှာက solenoid ပါသူ့ကိုတင်စားပြီးခေါ်ရင်လျှက်စစ်စွမ်းရင်တုံးကြွက်သားတကူလိုပါပဲဘာလို့လဲဆိုတော့သူကလျှက်စစ် signal တကူကိုရုပ်ကလိုက်ဆိုင်ရာလှုပ်ရှားမှုဥပမာတွန်တာဆွဲတာမျိုးအဖြစ်ပြောင်းလဲပေးလိုပါပဲသူ့ရဲ့အတွင်းပိုင်းကိုကြည့်လိုက်ရင်ပိုရှင်းသွားပါမယ် ပွိုင်ထဲကိုလက်စစ်လွတ်လိုက်တဲ့အခါတန်လိုက်စကွင်းတစ်ခုဖြစ်ပေါ်လာတယ်။အဲ့ဒီတန်လိုက်စကွင်းကအလဲမှာရှိတဲ့ဖလန်ဂျာလို့ခေါ်တဲ့တန်တုံးလေးကိုရှုခနဲ့အတွင်းထက်ကိုဆွဲသွင်းလိုက်တာပါပဲ။အဲ့ဒီမှာဖြောင့်တန်းတဲ့ရွေလျားမှုတစ်ခုရလာတာပေါ့။နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့ relay ပါ။ relay ကိုကြတော့စွာအားနှင့်တည်င်းပို့သူလို့မှတ်ထားလို့ရတယ်။သူကဘာလုပ်ပေးလဲဆိုတော့လက်စီချောင်းနည်းနည်းလေးပဲတုံးတဲ့ signal တိတိလေးတစ်ခုနဲ့လက်စီချောင်းအများကြီးတုံးတဲ့ second ကြီးတစ်ခုလုံးကိုလုံလုံချုံချုံနဲ့ထိမ့်ချုပ်ပေးနေပါတယ်။ သူရဲ့အလုတ်လုတ်ပုံကဒီလိုပါရက်စက်ကွိုင်းလေးကိုအသက်သွင်းလိုက်တဲ့အခါဖြစ်ပေါ်လာတဲ့တန်လိုက်စက်ကွိုင်းကအာမချာဆိုတဲ့လက်တန်လေးကိုဆွဲကက်လိုက်တယ်အဲ့ဒီလက်တန်ကတခြားတစ်ဖက်မှာရှိတဲ့ contact point တွေကိုသွားထီပြီးစက်ကက်တခုကိုဖြန့်တာပိတ်တာလုပ်ပေးတာပါဆိုတော့သူကိုယ်တိုင်ကရက်စီချောင်းအကြီးကြီးထဲမှာမပါပဲအဝေးကနေခလုတ်နေပေးခဲ့တဲ့ဘောပါပဲဒါဆို solenoid နဲ့ relay ပါကွာလဲအဓိကကွာရှားချက်ကဒါပါပဲ။ ဆော်လင်နွိုင်မာကသူ့ရဲ့အလဲခင်အဲ့ဒီပလန်ချာကိုတိုင်းကအလုတ်လုတ်ဖို့အတွက်ရှေ့တိုးနောက်ဆုတ်လှူရှာတာရီလေးမှာကြတော့သူ့ရဲ့ကောကငိန်နေပြီးတလိုက်ဆွမ်းအားနဲ့တီးချလက်တံလက်တစ်ခုကိုပဲရွှေ့ပြီးခလုတ်ကို on off လုပ်ပေးတာပါတခုကကိုရိုင်လုတ်တယ်တခုကတခြားကိုလုတ်ခိုင်းတယ်ကဲအခုနကရှင်းပြခင်းတဲ့ခလုတ် solenoid relay အဲ့ဒီသဘောတရားဒီအားလုံးကိုပေါင်းပြီးလက်တွေ့ပေါ်မှာတွေ့နေရတဲ့ဥပမာတစ်ခုနဲ့ချိတ်ဆက်ကြကြအောင် အဲ့ဒါကတော့ကားတစီဖလိုဆက်နိုးတယ်လဲဆိုတာပါပဲကားဆက်နိုးလဲဖြစ်စဉ်ကိုအစဉ်ချင်းကြည့်လိုက်ရအောင်နော်နံပါတ်1တော်လှန်လိုက်တယ်အဲ့ဒါက manual switch တစ်ခုပါပဲသူက less signal တေးတေးလေးတစ်ခုကိုထိုးလို့လိုက်တယ်နံပါတ်2အဲ့ signal တေးတေးလေးက control relay ဆက်တဲ့တရင်ပို့သူစီကိုရောက်သွားပြီသူ့ကိုအလွတ်လွတ်ခိုင်းတယ်နံပါတ်3အဲ့ဒီ relay ကနေလက်စီကြောင်းအများကြီးကို starter solenoid ဆိုတဲ့ရှက်စစ်ကြွတ်သားစီကိုပို့လို့လိုက်ပါတယ် နောက်ဆုံးအဆင့်မှာတော့အဲဒီ solid night က plunger ကိုဆွဲပြီး starter motor ကို engine နဲ့ခြေဆက်ပေးလိုက်တဲ့အတွက်ကာဆန်နိုသွားတာပါပဲဒီမှာမြင်ရတာကတော့အဲဒီ starter motor နဲ့ solid night ပေါင်းထားတဲ့ PC asset ပါပဲစောစောကပုံနေနဲ့ရှင်းပြခဲ့တဲ့သဘောတရားတွေအားလုံးကဒီ set PC လက်တစ်ခုထဲမှာအတွတ်တကွပေါင်းဆက်ပြီးအလုပ်လုပ်နေတာကိုပြနေတာပါကာဆန်နိုတာကဥပမာချစ်ကိုပဲရှိပါသေးတယ်တကယ်တော့ဒီပန်ဝိုင်းလေတွေထိမ့်ချုပ်နေတဲ့ကပ္ပကအများကြီးပိုချစ်ပြန်ပါတယ်နေရာတိုင်းမှာ မျက်စိနဲ့မမြင်နိုင်တဲ့တင်းငယ်တဲ့ဆုံးဖြတ်ချက်လေးတွေကသူ့ကြောင့်ဖြစ်ပေါ်နေတာပါဘလောက်တောင်ခြေပြန်းလဲအစော်ရဲ့ရေငုတ်တင်ပေါ်တဲ့လေရင်တွေလိုအစစ်မြင့်ဆက်ပစ္စည်းတွေမှာအသုံးတယ်ကွန်ပျူတာတွေစေဘက်ဆိုင်နာကိရိယာတွေမှာလည်းမပေါ်မဖြစ်ပဲအာကာသယာဉ်တွေထိရောက်ပါတယ်အဝေးကြီးမကြည့်ပါနဲ့အင်ကရေခဲသစ်တာလဲမှာတော့ဒီလိုအစအဖွင့်ဆေးတွေရှိနေတာပါကဲဒီအခြေခံသဘောတရားတွေကိုရှင်းရှင်းလင်းလင်းသိသွားပြီဆိုတော့နောက်ဆုံးနေနဲ့စဉ်းစားကြည့်စရာတခုရှိပါတယ်အခု ဒီစကားကိုနားထောင်နေတဲ့အချိန်မှာပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာဒီလိုတင်းငယ်တဲ့အလိုလျောက်ဆုံးဖြတ်ချက်တွေတစ်စက္ကန့်အတွင်းမှာဘယ်နှခုလများဖြစ်ပေါ်နေလဲဒီကြောင်းလေးကနေ့စဉ်ဘဝမှာမြင်နေရတဲ့အရာတွေနောက်ွယ်ကမမြင်နိုင်တဲ့ရှုပ်ထွေးမှုတွေကိုပိုပြီးတံပိုးထားတတ်စင်မှာပါ